မင်္ဂလာပါ The Third Buddhist Council တတိယသင်္ဃာယနာ continued တတိယသင်္ဃာယနာတင်ပွဲတွေက The Arrival of Buddhism in Ceylon, Sri Lanka တီလင်္ကာနိုင်ငံပေါ့နော်တီဟုဟုဗုဒ္ဓသာသနာရောက်ရှိလာခြင်းနဲ့ပတ်သက်တဲ့အကြောင်းအရာအချင်းမြပေါ့နော်ကောက်နှုတ်မျှဝေပြီးသွားမှာဖြစ်ပါတယ် After the mission were sent by Mahina တီယိုကူဘုရားသဒ္ဒနာရောက်ရှိလာခြင်းဟာဒီအတောကမင်းကြီးရဲ့သားတော်ရှင်မဟိနတီဟုကူရောက်ရှိလာပြီးတဲ့နောက်သဒ္ဒနာပြုခြင်းစတင်ရာကပေါ်ပေါက်လာခဲ့ခြင်းပဲဖြစ်တယ်။ Then Sangamitra uh, the daughter of Ashoka came to Ceylon with a branch of holy tree from Buddha Gaya. ရှင်မဟိနတီဟုကူရောက်ပြီးတဲ့နောက်မင်းကြီးရဲ့သမီးတော် တန်ခမိတ်တာဘိက္ခုနီမကိုလည်းနော်အိန္ဒိယပြည်ဗုဒ္ဓဂါယာမှာရှိတဲ့ဗောဓိလက်ရာညောင်ခိုင်းသားကိုတီဟုကိုယူဆောင်ပူဇော်ပြီးတော့စိုက်ပျုပ်ပြီးသာသနာပြုခဲ့တယ်လို့ဆိုပါတယ် The introduction of Buddhism into Ceylon အဲ့လိုအချိန်ကစပြီးတော့ပဲဒီဗုဒ္ဓသာသနာ အခြေတည်ခဲ့တယ်ဆိုတာဒီတီဟုမှာပေါ့နော်ဗုဒ္ဓသာသနာ အခြေတည်ခဲ့တယ်လို့လည်းလည်လာမှတ်သားရပါတယ် Ashoka felt that he had done the utmost as the patron for Buddhism. Ataka Miji Singma, Ditadana Rode to Tasandamya, supporting look, support look the bono, Pisiliva Daika Kane, Tasandamya, to a Ludanet, to Yasima, Wanda Jinimuri, Piponi. But Tira Mogli Buddha Dita said that he had not until his offspring. entered the samka aura then it's his patronage complete ရှင်မောဂလိဘုဒ္ဓဒိတာမထေကြီးကတော့သူဟာတဲ့ဒီသာသနာတော်အတွက်ကုညီထောက်ပံ့နေတာမှန်ပါတယ်ဒါပေမဲ့သူ့ရဲ့သွေးသားရင်းချာကိုတော့ဒီတန်ခါအော်ရာလေးကိုထည့်သွင်းထားခြင်းမရှိဘူးဒါကြောင့် he was only a pisiya dayaka giver of wealth and requisites သူ့ရဲ့ချမ်းသာကြွယ်ဝမှုနဲ့ပဲဒီပစ္စည်းလေးပါအဆက်ဆက်အရေးကကုညီထောက်ပံ့နေတာဖြစ်တဲ့အတွက် ူ့ရဲ့တွေ့သားကတော့တန်ကဟောရာတွင်ကိုဝင်ရောက်မှုရှိသေးတဲ့အတွက်သူဟာပစ္စည်းရဒါယကာမျှပဲဖြစ်သေးတယ်။သာသနာဒါယကာခံတိုက်တဲ့သူမဟုတ်သေးဘူးဆိုတဲ့မှတ်ချက်ကိုပြီးပြီးခဲ့တယ်ပေါ့နော်။ဒါမင်းကြီးကိုပစ္စည်းလေးပါဒီဒါလေးလှူဒန်းတာဟာပစ္စည်းရဒါယကာမျှသာဖြစ်ပြီးသာသနာဒါယကာတော့မဖြစ်ထိုက်သေးဘူးလို့ရှင်မောဂလိဗုဒ္ဓတိတာမထေရကမှတ်ချက်ပေးလိုက်တာဖြစ်တယ်။ you would become etadana dayeka inheritor of buddhism only when his children joined the order နော်မင်းကြီးဟာသူဟာပြည့်စည်ရဒါယကပဲဖြစ်သေးတယ်သာသနာဒါယကအမွေခံထိုက်သူဖြစ်ချင်တာ ਨੇ သူရဲ့ရှင်သွေးတော်တွေကိုဒီတန်ခါ order တွေကိုပေါ့နော်ဟို join ဝင်ရောက်စီခဲ့တယ် he sent both his son and daughter into the sangha တန်ခါအဖွဲ့အစည်းတွေကိုတာယောတမီယော နှစ်ဦးစလုံးကိုထည့်ခဲ့တယ်နော်သားတော်ရှင်မဟိန်းနာနဲ့သမီးတော်ဆမ်ကာမီတာတို့ဖြစ်တယ် this helped the rapid spread of buddhism with royal support ဒီလိုသားတော်သမီးတော်တွေကိုတန်ခါအော်လာတဲ့နော်တန်ခါအဖွဲ့စည်းတဲ့ဝင်ရောက်စေခြင်းနဲ့အတူနော်ဒီဗုဒ္ဓသာသနာတော်ဘုရားဘာသာကိုနော်ထွန်းကားပြန်ပွားဖို့လေလှင်းလင်းမြန်မြန်ကိုသူကထွန်းကားပြန်ပွားဖို့အတွက်ဒီလေစီမံပြီးတော့မ ဒီ royal support တိလည်းပြီးခဲ့တယ်သာသနာတော်အတွက်ကိုပေါ့နော်အကူအညီတွေလင်မြန်ပြီးခဲ့တယ်နော်အလင်မြန်ဒီသာသနာတော်ဗုဒ္ဓဘာသာ propagate နော်ဝါရဖြန့်ဖို့အတွက်ကအစပေါ့သူကဒီလိုမျိုး သာသနာတော်အတွက်ဆန်းဆန်းတမန်ဆောင်ရွက်ခဲ့တယ်လေနော်သူကသာသနာဒါယကဖြစ်ဖို့အတွက်ကိုသူကဒီသားတော်သမီးတော်တွေကိုတန်ခအဖွဲ့စီတင်ကိုဝင်ရောက်စေခဲ့တယ်ဆိုတာလည်းလ ీల မှတ်သားရပါတယ် The venerable Mokri Buddhadita was having held the third council. He sent the monks to spread the Buddhism in nine different countries. ရှင်မောဂလိဗုဒ္ဓဒေတာမထေရကြီးဟာသတ်ဘုဒ္ဓစ်ကောင်ဆယ်ကိုကျင်းပတော်မူခဲ့တယ်။အဲ့ဒီနောက်သူဟာယဟန်တော်ရီကိုလဲပေါ့နော်။ဒီသာသနာပြုစီလုဖို့အတွက်ကိုတိုင်းကိုဌာနကိုသာသနာပြုစီလုဖို့စီမံပြီးတော့ ဆောင်ရွက်တုံခဲ့တယ်။ He sent the venerable Mahinda with his companions the Thera Itiya. Uttiya Uttiyas Sambala and Padatala to the island of Ceylon. သူဟာပေါ့နော်ဒီရှင်မဟိန္ဒာနဲ့အတူသူ့ရဲ့အပေါင်းအဖော်တွေဖြစ်တဲ့အိတိယတို့နော်ဥတ္တိယတို့နောက်တံပလတို့ အဗဒ္ဓတာလာတို့နော်သူတို့တွေကိုစီလုံးကိုနော်လုခဲ့တယ်စီလုခဲ့တယ်ပေါ့အဲ့ဒီမှာသူတို့နဲ့အတူပေါ့နော်တန်ခမိတ်တာရဲ့အသားဖြစ်တဲ့သူမနနော်တာမဏိငယ်လဲပါတယ်နောက်ညီဝန်ခွေးတော်ဆက်တဲ့ဘန္တုကာကိုလည်းလိုက်ပါသွားစီခဲ့တယ်လို့ ဒီစပိဆိုင်ရာဒီမှာလိလာမှတ်သားရပါတယ်ကိုတိုင်းကိုထဏကိုသာသနာပြုဆေလွတ်လိုက်တာပေါ့နော်ဒါကတော့တိဟုကိုဆေလွတ်လိုက်တဲ့သာသနာပြုအဖွဲ့ပေါ့နော်တဖွဲ့ပါ Venerable Mahinda and his companions all instantaneously alighted atop Mithika Mountain and staying the venerable mahinda and king divanabiya dita met that morning ရှင်မဟိန္ဒနဲ့သူ့ရဲ့ဒီသာသနာပြုအဖွဲ့အပေါင်းဖော်ရီဟာဒီမိတ္တကတောင်ကြီးကိုရောက်ရှိတဲ့အချိန်မှာပဲတည်င်းသုံးနေထိုင်လိုက်ကြတာပေါ့နော်အဲ့ဒီမှာအဲ့ဒီအချိန်မှာပဲဒီ venerable mahinda နဲ့ဒီတိဟုဘရင် divanabiya ပိတိတ်တဆိုတဲ့ဘရင်နဲ့ပေါ့နော်အဲ့ဒီတောင်ကြီးမှာပြုဆောင်ခဲ့ကြတယ်လို့ဆိုပါတယ် venerable mahinda and king devanampiya dita met that mountain when the king was on a hunting spring towards the animals ဒီရှင်မဟိန္ဒနဲ့နောက်ပါးတွေကိုတီဟူနိုင်ငံမိတ္တကတောင်ကြီးမှာတရင်သုံးနေတာပေါ့နော်အဲ့ဒီမှာတောစားလာတဲ့ဒီဝနံပိယတိတ်တမင်းနဲ့တွေ့ဆုံသွားတာ After a brief conversation to test the intelligence of the king, preparatory to, to preaching the Dhamma, the Thera delivered the discourse Sula Hati Padopama Dutta and converted those assembled to Buddhism. ဒီမှာပေါ့နော်ဒီမင်းကြီးနဲ့တွေ့တဲ့အခါမှာဒီဟတ်ထီ သရောပမာတုတ်ကိုဟောကြားလိုက်တယ်ပေါ့နော်မင်းကြီးကိုအဲ့လိုဟောကြားလိုက်တဲ့အခါမှာជីညူလေးစားသွားတယ်နော်ជីညူလေးစားသွားပြီးတော့ဟိုသူ့ရဲ့လမ်းတော်ကိုလည်းဖိတ်ခဲ့တယ်ပေါ့နော်တခင်ဒီဝနံပီယတိတာ from which he obtained in his life and his attainment of arahantship မင်းကြီးဟာသူ့ရဲ့ပါရမီတော်ပါလာတာအကြောင်းတရားအောင်ကြောင့်ပေါ့နော်ဒီမှာသူကမင်းဒီ

Samyutta to Queen, King and Audience. နောက်တနည်းမှာမင်းကြီးရဲ့နန်းတော်ကိုကြွတော်မူပြီးတော့ဒီသူရဲ့ဖိတ်ကြားမှုကြောင့်ပေါ့နော်။တွားရောက်ကြွရောက်ပြီးတော့မှမင်းမိဖုရားပရိသတ်ကိုပိတာဝိထုလို့ဝိမာနဝိထုလို့သစ္စာတန်ရုပ်တို့ကိုခေါ်ကြတော်မူခဲ့တယ်။မင်းကြီးကလည်းသူ့ရဲ့တိုင်းသူပြည်သားတွေကိုတရားနာယူနိုင်ဖို့ဟဋ္ဌိတာလာကို ဓမ္မတာလာဆိုပြီးပြည့်ပြည့်မွန်မှန်ခဲ့ပါတယ်ဒီလိုနဲ့ဘုရားတာသနာတော်ကတိဟုချင်းကိုရောက်ရှိပြန့်နှံ့ခဲ့တာလည်းဖြစ်ပါတယ် <inaudible> When the king Divanabiya Deita inquired from venerable Mahinda whether the Buddha Tathana had been well established in the islet ဒီဝနဘီယဒိတာဘီရင်ကပေါ့နော်ရှင်မဟိန္ဒာကိုစုံစမ်းမေးမြန်းလိုက်တယ်ဒီလိုမျိုး ဘုရားတဒနာတော်ဟာဒီလူမျိုး the island They replied was it that would happen when a person of a Sinhalese rose studied linear and expounds it clearly and explicitly explain explicitly အဲဒီရှင်မဟိန္ဒကပြန်လဲမိတော်မူလိုက်တာတော့ပေါ့နော်ဒီ uh, ဒီဟူသားတွေကပေါ့ဒီဝိနည်းရနဲ့ပတ်သက်တဲ့တရားဒေသနာတွေဓာတ်တွေကိုနော်အကျယ်တဝင့်ရှင်းရှင်းလင်းလင်းပြပြတတ်တာနဲ့ပေါ့နော်သိရှိနားလည်ဖို့အတွက်နော်ကြိုးစားမယ်ဆိုလို့ရှိရင်နော်ဒါသာသနာတော်ဟာဒီမှာ သာသနာတော်ကြီးလည်းပွင့်မယ်ဒီဘုရားသာသနာလည်းတည်ထောင်လို့ရမယ်ဆိုတာကို ရှင်မဟိန္ဒာကမိန့်တော်မူခဲ့ပါတယ် King Data built a beautiful stupa near the monastery and donated the relics to it, which was called the Tubarama Monastery. From there, they were able to carry on their work of the disseminating the teachings of the Buddha. They were able to carry on the relics the novice Tumana sent to India. A great monastery was then built near the capital. ဒီဝနပိယတိသမင်းကြီးဟာဗုဒ္ဓကူစာတိထားကိုကွယ်ဘူးထူပါရာမဆိုတဲ့နေရာမှာလဲထူပါစီရီတစုလဲတည်တော်မူလို့တဲ့အတွက်ရှင်မဟိနာကိုလျှောက်ထားတဲ့အခါမြတ်စွာဘုရားရဲ့ထတ်တော်မူတော်ဤကိုထာပနာဖို့အကြံပေးမိန်တော်မူခဲ့တယ်။ဓတ်တော်မူတော်ဤကိုတောင်းခံဖို့လဲမိဖြစ်သူတုမနသားမဏေကိုအိန္ဒိယကိုဆေလွတ်တောင်းခံစီခဲ့တယ်။အတောကမင်းကြီးကလည်းတိဟုမှသာသနာတော်ထွန်ကားဖို့ရည်ရွယ်ပြီးဓတ်တော်မူတော်ဤကိုပေးလှူလိုက်တယ်။ ဒီဝနံပိယတိတမင်းကြီးကလည်းဓာတ်တုံမူတော်တွေကိုထာပနာပြီးတင့်တယ်တက်ပေတဲ့ထူပါတဆူကိုတီထားခဲ့တယ်ထူပါစီဒီအနီးမှာလည်းကျောင်းတဆောင်ဆောက်လုလှူဒန်းခဲ့လို့ဒီကျောင်းကိုထူပါရာမကျောင်းလို့ခေါ်တွင်ခဲ့တယ်ဆိုတာလည်းလိလာမှတ်သားရပါတယ် Later, Ashoka's daughter, Sangamita, brought the shoot of the bodhi tree in Buddhagaya to Sri Lanka. အဲ့ဒီနောက်ဒီဝါနံပိယတိတ္တမင်းကြီးရဲ့မိဖုရားအနုလာဒေဝီနဲ့မောင်မမိတ်တန်900တို့ကလည်းဘိက္ခုနီအဖြစ်ကိုရလိုကြောင်းမင်းကြီးကရှင်မဟိန္ဒမထေရကိုလျှောက်တင်နေတယ်။အဲ့ဒီခါမှာရှင်မဟိန္ဒမထေကလည်းညီမဖြစ်သူတန်ဃာမိတ္တထေရီကိုပြင်ဖို့ဖျားပွင့်ရာဘောရိဘင်ရဲ့တောင်ဘက်ကိုင်းကိုယူလာဖို့လဲမိန့်တော်မူခဲ့တယ်။ မင်းကြီးကလည်းအဲတူဖြစ်တဲ့အမတ်ကြီးအရိအရိထကိုအတော့ကမင်းကြီးထံဆေလွတ်ပြီးတော့အကြောင်းစုံလျှောက်ကြားအကူအညီတောင်းခဲ့တယ်။အတော့ကမင်းကြီးကလည်းတီဟိုမှာဗုဒ္ဓသာသနာပြန့်ပွားဖို့ရည်ရွယ်ပြီးတန်ခမိတ်တာထေရီမားနဲ့အတူဖျားပွင့်တော်မူတဲ့ဗောဓိပင်ကတခိဏတခါလက်ရဘက် အကိုင်းကိုပိုင်းဖြတ်ပြီးတော့မှဓမ္မပနာတော်အဖြစ်ပို့ဆောင်ခဲ့တယ်လို့ဒီစာပေဆိုင်ရာတွေမှာဒီလားမှတ်သားရပါတယ်။ He also established an oath of nuns in Sri Lanka with the help of royal patronage. Buddhism became the dominant religion of Sri Lanka by the second century BC. A century later, a Sri Lankan king commissioned the compilation of the collection of the Buddhist scriptures in written form. ဒီလိုနဲ့ပေါ့နော်တန်ခမိတာထီရီမကလည်းဘိက္ခုနီမရင်းဟာနော်တန်ခမိတာထီရီမနဲ့ဘိက္ခုနီထီရီမတွေကတီဟုကျုံကိုရောက်လာပြီးမိဖုရားအနုလာဒီဝီနဲ့မောင်မမိတာ900ကိုလည်းဘိက္ခုနီဘောင်ကိုသွတ်သွင်းပြီးတော့ပြီးတော့ချင်းမြောက်ပေးခဲ့တယ်ပေါ့နော်အိန္ဒိယမှာပြီးဆောင်လာတဲ့တခိဏတခါဘောဓိကိန်းကိုလည်းထူပါရမအနိမဆိုင်ထူလှူဒန်းခဲ့တယ် အဲဒီလိုနဲ့အတောကမင်းကြီးရဲ့သားတော်ရှင်မဟိန်းနာနဲ့သမီးတော်အတန်ကမိတ္တထေရီတို့အကူအညီနဲ့တီဟိုကျွန်းမှာဗုဒ္ဓသာသနာတော်လဲဒီ second century BC မှာเนาะအခြေတည်ပြီးရောက်ရှိခဲ့တယ်။အဲဒီ century နောက်ပိုင်းမှာလဲသီလင်္ကာဘုရင်ရဲ့เนาะဒီကျူစာအထုနှုတ်ချောင်းပုံเนาะဒီ Buddhist scriptures တွေပုံเนาะ ဗုဒ္ဓစာပေတွေလည်းပေါ်ပေါက်လာခဲ့တယ်အဲ့ဒီဘုရင်လက်ထက်မှာပဲပေါ့နော်သူကကြံကြီးကြံငယ်တွေလည်းပြည့်စုခဲ့တယ်နော်ဒီလိုပေါ့ဗုဒ္ဓကျမ်းစာရေးတဲ့ဖွဲ့စည်းကိုထူထောင်ပြီးတော့မှဒီဗုဒ္ဓသာသနာတော်ကိုဆက်လက်ပြန်ပေါ့အောင်လုပ်ခဲ့ဒီလိုနဲ့ဒီဗုဒ္ဓသာသနာတော်ရောက်ရှိခဲ့တဲ့အကြောင်းကတော့ ဒီအကြောင်းလေးတွေကောင်းလို့ပြီးမျှဝေထားတာပါဆက်လက်ပြီးတော့မှဒီတတိယသင်္ဃာယနာတင်ပွဲပတ်ထူးနဲ့ပတ်သက်ပြီးတော့သင်္ဃာစာကိုဆက်လက်ပြီးတော့ဟိုတုံးသက်ပါမယ်ပေါ့နော်ဒီအပိုင်းလေးကိုတုံးသက်ရမယ်ဆိုရင်မျှဝေပြီးခဲ့တဲ့ The Third Buddhist Council တတိယသင်္ဃာယနာတင်ပွဲနဲ့ပတ်သက်ပြီးတော့ ဒီပတ်ထူးကိုမျှဝေခဲ့တာပေါ့နော်အဲ့ဒါကိုပြန်လည်သုံးသပ်ရမယ်ဆိုရင်ပထမဆုံးချက်ကတော့ keen ashoka အတောကဆိုတဲ့ခေါင်းစဉ်အောက်မှာလဲအတောကမင်းကြီးရဲ့ဘဝတစိတ်တည်သားကိုဘုဟုတ္တအနေနဲ့ကောက်နှုတ်ပြီးတော့မျှဝေပြီးခဲ့ပါတယ် and then the ethics of keen ashoka အတောကကြောက်စာတိုင်းများမှာလဲအတောကမင်းကြီးဟာဘုဒ္ဓဘာသာဝင်ဖြစ်လာတဲ့အခါ မိမိကိုယ်တိုင်သာမကအတိုင်းသူပြည်သားတွေကိုလည်းဗုဒ္ဓတရားတွေလိုက်နာကျင့်လို့ကျင့်သုံးစီလို့တဲ့အတွက်ပြည်သူအကျိုးနိုင်ငံတော်အကျိုးသာသနာတော်အကျိုးတွေကိုပေါ့နော်ဆောင်ရွက်ခဲ့တယ်ဒါတွေကိုရည်ရွယ်ပြီးမှဒေဝနဗိယပိယဒတ်စီရာဇာဆိုတဲ့ဘွဲ့အမည်နဲ့နိုင်ငံတော်တဝမ်းမှာလည်းလူများမြင်သာတဲ့နေရာတွေမှာတရားဓမ္မတွေအမိန့်ပြန်လန်းတွေကြောက်စာတွေရေးထုတ်ပြီးထုတ်ပြန်စီခဲ့တာတွေလည်းလူလာတွေ့ရှိရတယ် and then ကလင်ကကြောက်စာပေါ့နော် the 13 uh, rock edict of ashoka king ကလင်က rock edict မှာဆိုရင်လေဒီကြောက်စာမှာဆိုရင်လေ making conquests by dhamma only for that bears fruit in his in this world and the next ပြောပါလေ အင်းသူကအတော့ကမင်းကြီးကတရားတော်နဲ့အောင်အောင်ချင်းကပဲမျက်မှောက်အတွက်လဲအောင်နဲ့တမလွန်အတွက်လဲပြစ်စုံပန်တမလွန်ကောင်းကျိုးနှစ်ဖြာကို အောင်မြင်စေတာအဖြစ်အစ်စ်ပဲဖြစ်တယ်လို့ဖော်ပြထားတာလေလီလာမှတ်သားခဲ့ရပါတယ် and then ကထာဝိတ္ထုကထာဝိတ္ထုကျမ်းမှာဆိုရင်လဲပေါ့နော် ပုဂ္ဂိုလ်တတ္တဝါဆိုတာပရမတ်အားဖြင့်တော့ထင်ရှားရှိတယ်မရှိတယ်ယဟန္တာပုဂ္ဂိုလ်ဟာတောတာပန်အစဉ်ကိုပြန်လဲလျှော့ကြခြင်းရှိတယ်မရှိတယ်အယူဝါဒ အယူဝါဒကထာတွေကိုလည်းထေရဝါဒီနဲ့တကဝါဒီနှစ်ဦးနှစ်ဖက်အမေးဖြေပြုလုပ်ပြီးဆွေးနွေးချက်ဒီလိုဟန်ပန်မျိုးတွေနဲ့လည်းဖော်ပြထားတာကြီးလည်းလိလာမှတ်သားရတယ်။ And then the arrival of Buddhism in Ceylon, Sri Lanka ဒီမှာဗုဒ္ဓသာသနာရောက်ရှိထွန်းကားလာပုံမှာလဲအတောကမင်းကြီးရဲ့သားတော်ရှင်မဟိန်းနာနဲ့သမီးတော်တန်ခမ်းမိတာတို့အကူအညီနဲ့တိဟိုကျွန်းမှာဗုဒ္ဓသာသနာထွန်းကားလာခဲ့ပုံ ါလေးတွေကိုကောက်နှုတ်ပြီးတော့မျှဝေပေးခဲ့တာဒီမှာပဲတတိယသင်္ဃာယနာတင်ပွဲအကြောင်းအရာလေးတွေပြီးဆုံးသွားပါပြီ